မင်္ဂလာပါຫນွေဦးနေရမ2025ခုနှစ်မေလ26ရက်နေ့ညနေခင်းသတင်းများကိုစတင်စီရင်ခံပါတော့မယ်ကျွန်တော်တောက်ကြပါသတင်းကောင်းစဉ်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်ကောင်စီရဲ့ကနေလီစစ်စခန်းကို KNL ကညာရင်းချင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ကရင်ပြည်နယ်မြဝတီမြို့တောင်ဘက်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်ကောင်စီရဲ့ကနေလီစခန်းကို KNL ပူးပေါင်းတပ်ဖွဲ့ကယမန်နေ့ကညာရင်းချင်းတိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း KNL စီရီတရင်အရေးမြစ်ကပြောဆိုပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ကနေလီစစ်စခန်းကိုမေလ22ရက်နေ့ကတည်းကတိုက်ခိုက်နေခြင်းဖြစ်ပြီးယမန်နေ့မေလ28ရက်နေ့ညပိုင်းမှာတော့အပြစ်သက်တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း KNL စီရီတရင်အရေးမြစ်ကပြောဆိုပါတယ်။ ယမန်နေ့နနက်ပိုင်းမှာ TKBA ဌာနချုပ်စုံစည်းမြိုင်ကြီးရွာကိုရောက်ရှိလာတဲ့အင်အား82ဦးပါစစ်တပ်စစ်ကြောင်းတစ်ခုလုံးကိုအပြစ်သက်တိုက်ခိုက်ချေမှုန်းပြီးနောက်ယမန်နေ့ညပိုင်းမှာစစ်ကောင်စီရဲ့ကနေလီစစ်စခန်းကို KNL ပူးပေါင်းတပ်များကသိမ်းပိုက်ခဲ့ခြင်းဖြစ်ပါတယ်။ KNU ကမတ်လ April လနဲ့ယခုမေလအတွင်းထဲမှာထိုင်းမြန်မာနယ်စပ်အနီးမှာစစ်ကောင်စီရဲ့ပူလူတူကလေဒီတခေါပီခွေမော်ဖာတူစခန်းတာလေစခန်း မဲလာစကန်းမော်ဖိုးကေစစ်စကန်းနဲ့ဘလက်တိုစစ်စကန်းများကိုစက်တိုက်တက်ခိုက်သိမ်းပိုက်ယူပြီးနောက်ယခုနောက်ဆုံးမှာကနေလီစကန်းကိုပါတိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်ပါတယ်။လက်ရှိကရင်ပြည်နယ်အတွင်းမြဝတီဖရဲသုံးစုကော့ကရိတ်ဂျုံတိုးဖာပွန်တန်တောင်ဒေတာများမှအကြံပတ်စစ်ကောင်စီတက်နဲ့ KNL မဟာမိတ်တပ်များအကြတိုက်ပွဲများဆက်တိုက်ဖြစ်ပွားလျက်ရှိပါတယ်ခင်ဗျာ။ဆက်လက်၍ KIA ရဲ့ပြစ်ခတ်မှုကြောင့်ရွှေကူမှာရေးပေါ်ဆင်းသက်ခဲ့ရတဲ့စစ်တပ်ရဟတ်ရင်ကို drone နဲ့ပုံကျဲတိုက်ခိုက်ဖျက်ဆီးခဲ့တဲ့တပ်ပုံမှတ်တမ်းထုတ်ပြန်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ကချင်ပြည်နယ်မမော်မြို့နယ်မှာစကခ27တန်းကိုစစ်ကူရိတ်ခါနဲ့လက်နက်ခဲယမ်းများလာပို့တဲ့စစ်ရဟတ်ရင်များကို KIA ကပြစ်ချခဲ့မှုကြောင့်ရွှေကူမြို့မှာရေးပေါ်ဆင်းသက်ခဲ့ရတဲ့စစ်ရဟတ်ရင်တစ်စီးကို drone နဲ့ပုံကျဲတိုက်ခိုက်ဖျက်ဆီးခဲ့တဲ့တပ်ပုံမှတ်တမ်းများကို KIA ကထုတ်ပြန်လိုက်ပါတယ်။ မေလ20ရက်နေ့မှာပမော်မြို့ကိုစစ်ကူလာတဲ့စစ်ရဟတ်ရင်3စီးအနက်မှ2စီးကို KIA ကပြစ်ခတ်ခဲ့ရမှာရဟတ်ရင်တစီးမှရွှေကူမြို့နယ်တောထဲမှာပြက်ကျခဲ့ပြီးကြံရဟတ်ရင်တစီးမှရွှေကူမြို့ခလာရ96မှာအရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။အဆိုပါအရေးပေါ်ဆင်းသက်ခဲ့ရတဲ့ရဟတ်ရင်ကိုမေလ21ရက်နေ့မှာ KIA KPDF ပူးပေါင်းတပ်များက drone နဲ့ဘုံကျဲတိုက်ခတ်ခဲ့ကြောင်း drone နဲ့ဘုံကျဲမှုကြောင့်အရေးပေါ်ဆင်းသက်ထားတဲ့ရဟတ်ရင်အပြင်အနီးအနားမှာရဟတ်ရင်ကိုလုံခြုံရေးယူ လာရောက်ပြင်ဆင်နေကြတဲ့စစ်ကားများပါထိမှန်ပျက်စီးသွားကြောင်းသိရှိရပါတယ်။ရွှေကူခလာရ56မှာအရေးပေါ်စဉ်သက်ရန်နာထားတဲ့ MI-17 ရဟတ်ယာဉ်ကိုမေလ21ရက်နေ့မှာ KNAK PDF က drone နဲ့ပုံသွားချပျက်စီးလိုက်တယ်။ရဟတ်ယာဉ်ကရစရာမရှိဘူးပျက်စီးသွားတယ်ပြင်လို့မရတော့ဘူး။ရဟတ်ယာဉ်ကို drone နဲ့ပုံ3ချိန်ချတယ်။စုစိုက် drone နဲ့2ချိန်ပုံကျစ်တက်ခတ်ခဲ့ပါတယ်လို့ KIA သတင်းရင်းမြစ်ကပြောဆိုပါတယ်။ KIA ရဲ့ပြစ်ခတ်မှုကြောင့် ရွှေကူမြို့နယ်တောထဲမှာပြတ်ကျသွားခဲ့တဲ့စစ်ကောင်စီရဲ့ MI-17 ရဟတ်ယာဉ်မှာတော့စစ်သားအလောင်း16လောင်းနဲ့မီးလောင်ပျက်စီးသွားတဲ့လက်နက်14လက်သိမ်းဆည်းရရှိခဲ့ပြီးရဟတ်ယာဉ်မှုပိုကြီးမြို့ထက်အောင်အလောင်းကိုတော့အကောင်းပကတိအတိုင် KIA ကရရှိခဲ့ပါတယ်ခင်ဗျာဆက်လက်၍မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှာပေါ်တာဆွဲဖမ်းဆီးခံရပြီးစစ်မှုထမ်းအဖြစ်တွတ်သွင်းခံရတဲ့တပ်သားတဲ့နှုတ်လက်နက်ခဲယမ်းများနဲ့အလင်းဝင်လာကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာစကိုင်းတိုင်းမုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှစစ်မှုထမ်းတပ်သားတင်နှစ်ဦးအားလက်နက်ခင်းရဲများနဲ့အတူ အလင်းဝဲခဲ့ကြောင်းတော်လန်ရေးတရင်အရင်မြစ်ဖြစ်တဲ့ဒိုအေးချန်နဲ့အတွင်ရင်မှုမက်ရွှေဂျူးကပြောကြားပါတယ်။မေလ29ရက်နေ့မှာစကိုင်းတိုင်းမုံရွာမြို့အခြေစိုက်စစ်မှုထမ်းတပ်သားနှစ်ဦးအားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရီထံအလင်းဝင်လို့ကြောင်းဆက်သွယ်လာတဲ့အတွက်နီးစက်ရပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တံဆက်သွယ်ပေးခဲ့ရမှာ MA1 အမျိုးအစားတနက်နှစ်လံ36ခွင်းပုံးနှလုံးနေမိုင်းနှလုံး 5.5G အတောက်200ရို့နဲ့အတူရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အလင်းဝင်နာကိုဘေးအန္တရာယ်ကင်းရှင်းစွာနဲ့ခေါ်ထုတ်ပြီးပြီးဒါပေမဲ့လက်နက်ခဲယမ်းတွေပါလာတော့စုငွေချင်းမြင်ရမှာစုငွေချင်းမြင်နိုင်ဖို့အလှရှာနေတယ်။လက်ရှိတပ်ဖွဲ့ကနေတော့ချိတ်ဆက်ပေးထားတဲ့တပ်ဖွဲ့ကနေလိုအပ်တာကူညီပေးထားတယ်။ချိတ်ဆက်ပေးထားတဲ့အဖွဲ့ကလည်းရက်ကြီးပကဖဆိုတော့ငွေကြီးအကက်ခဲရှိတယ်။သူတို့လုံလုံချုံချုံနဲ့အမြန်ဆုံးထွက်ရဖို့အမြန်ဆုံးလိုက်ချိတ်ပေးထားတာပါ။ သူတို့ကတော့ပကဖတဲကနေစက်ပြီးတော်လရင်လုံနေမယ်လို့ပြောပါတယ်လို့ဒိုအေးချန်နဲ့အတွင်ရေမှုမရှိဂျူးကပြောကြပါတယ်။အလင်းဝင်ရောက်လာခဲ့သူစစ်မှုတန်းတပ်သားနှစ်ဦးဟာစစ်ကောင်စီတပ်မှပေါ်တာဆွဲဖမ်းဆီးကစစ်မှုတန်းတပ်သားအဖြစ်စုဆောင်းခံရသူများဖြစ်ပြီးပေါ်တာဆွဲခန်းဆီးရစဉ်ကတည်းကထွက်ပြေးရန်ကြိုးစားခဲ့ပေမဲ့လည်းအောင်မြင်မှုမရရှိခဲ့ကြောင်း။ဒါကြောင့်စစ်မှုတန်းအပတ်စဉ်ရှစ်ကိုတက်ရောက်ခဲ့ရပြီးတင်းနှင်းစင်းပြီးနောက်မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကိုပို့ဆောင်ခံခဲ့ရက အလဲဝင်ရောက်အချိန်ထိစစ်တပ်အတွင်း9လကျော်တာဝန်ထမ်းဆောင်ပေးခဲ့ရကြောင်းသိရှိရပါတယ်ခင်ဗျာဆက်လက်၍အကြမ်းဖက်စစ်တပ်ရဲ့တာယာဝတီအချင်းထောင်မှာနိုင်ချင်းအမျိုးသားတဦးလုံလောက်တဲ့ကျမ်းမာရေးဆောင်ရှောက်မှုမရလို့တည်ဆုံးခဲ့ရကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာအကြမ်းဖက်စစ်တပ်ရဲ့တာယာဝတီအချင်းထောင်မှာနိုင်ချင်းအမျိုးသားတဦးလုံလောက်တဲ့ကျမ်းမာရေးဆောင်ရှောက်မှုမရလို့တည်ဆုံးခဲ့ရတယ်လို့နိုင်ငံရေးအကျဉ်းသားများကကိုကြီးစောင့်ရှောက်ရေးအသင်း AAPP ကမနေ့ကထုတ်ပြန်လိုက်ပါတယ်။နိုင်ငံရေးအကျဉ်းသားတအုပ်ဖြစ်တဲ့ ဥကျော်စုခရောပေါ်လီဟာတာယာဝရီအကျဉ်းထောင်မှချုပ်နောက်ခံထားရစဉ်မှာလုံလောက်တဲ့ကျမ်းမာရေးဆောင်ရှောက်မှုမရရှိခဲ့တာကြောင့် မေလ23ရက်နေ့မှာတည်ဆုံးခဲ့ရတာပါပြီးခဲ့တဲ့2021ခုနှစ်နိုဝင်ဘာလ4ရက်နေ့ကရန်ကုန်တိုင်းလှေကူမြို့နယ်တကူကုန်းကြည်ရွာကြာအင်းကြည်ရွာအုပ်စုမှာရှိတဲ့ဥကျော်စုခရောပေါ်လီရဲ့နေအိမ်ကိုအကျန်းဖတ်စစ်အုပ်စုရဲ့တပ်ကအရဲဝတ်စစ်သား9ဦးကဝင်ရောက်ခဲ့ပြီးမွန်လိုက်အဖွဲနဲ့ဆက်ဆက်နေတယ်လို့ဆွတ်ဆွဲက၎င်းကိုဖမ်းဆီးခဲ့ပြီးနောက် အင်စီကနဲ့လေကုစစ်ကြောရေးကိုပို့ဆောင်ခဲ့တာပါဥကျော်စိုးကရော့ပေါ်လေးကို2022ခုနှစ်ဒီဇင်ဘာလ9ရက်နေ့မှာအကြံဖတ်စစ်တပ်ရဲ့အင်းစိန်တောင်တွင်တရားရုံးကနေအကြံဖတ်မှုတိုက်ဖြတ်ရေးဥပဒေပုံမှန်90စာမျက်နှာအရထောင်ဒဏ်10နှစ်ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်အဲ့ဒီနောက်စစ်ကြောရေးမှာနှိပ်စက်ညှဉ်းပန်းခံခဲ့ရတဲ့တရားရီကြောင့်မကြာခဏမူးလဲတဲ့ဝေဒနာခံစားနေရသူ ဖြစ်ပေမဲ့အကြံဖတ်စစ်တပ်ကလုံလောက်တဲ့စေဝါကူတမှုမပေးခဲ့တာကြောင့် တည်ဆုံးခဲ့ရတာဖြစ်တယ်လို့ AAPP ကဖော်ပြထားပါတယ်။နိုင်ငံရေးအကျဉ်းသားများကွန်ကြီးစောက်ရှောက်ရေးအသင်းကကောက်ယူထားတဲ့တရင်အချက်လက်တွေအရ2025ခုနှစ်မေလ1ရက်နေ့ကနေ28ရက်နေ့ထိနိုင်ငံတော်မှာအကြမ်းဖက်စစ်အုပ်စုရဲ့ဖမ်းဆီးထိန်သိမ်းပြီးနောက်တည်ဆုံးသူအမျိုးသမီး2ဦးနဲ့အမျိုးသား16ဦးစုစုပေါင်း18ဦးရှိခဲ့ပြီးအဲ့ဒီအထဲမှာအကျဉ်းထောင်အတွင်းတည်ဆုံးသူ2ဦးပါဝင်တယ်လို့အသိပေးထားပါတယ်ခင်ဗျာဆက်လက်၍ ဘင်္ဂလားပင်လယ်အော်မှာလာမဲ့၁၈နာရီအတွင်းမုန်တိုင်းငယ်ဖြစ်ပေါ်၍မြေဝကျွန်းပေါ်ဒေသနဲ့ရခိုင်ကမ်းရိုးတန်းမှာလှိုင်းအလွန်ကြီးမဲ့ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းအိန္ဒိယနိုင်ငံအော်ရိတပြည်နယ်ကမ်းလွန်မှာလာမဲ့၁၈နာရီအတွင်းလီပီအာနယ်ရဝမ်းမှာမုန်တိုင်းငယ်ဖြစ်ကမိုးကြီးနိုင်ကြောင်းသိရှိရပါတယ်ထို့ပြင်မြေဝကျွန်းပေါ်ဒေသနဲ့ရခိုင်ကမ်းရိုးနဲ့တခြားမိုးတက်လေပြင်းကျရောက်ကလှိုင်းအလွန်ကြီးမိဖြစ်ကြောင်းစစ်ကောင်စီရဲ့မိုးလီဝတ်တာနဲ့ဇလပေတာညွန်ကြားမှုဦးစီးဌာန မိုးစလကယနေ့မေလ29ရက်နေ့မှာထုတ်ပြန်ထားပါတယ်။အဆိုပါမုံတိုင်းငယ်အရှိန်နဲ့မုတ်တုံလီအားအလွန်ကောင်းနေမှုကြောင့်ယနေ့မေလ29ရက်နေ့မှာဇွန်လ2ရက်နေ့အတွင်းတိုင်းနယ်ပြည်နယ်တို့မှာမိုးထစ်ချုံရွာ၍နေရာကွက်ပြီးမိုးကြီးနိုင်ပြီဖြစ်ကမြို့ဝကျွန်းပေါ်နဲ့ရခိုင်ကမ်းရိုးတန်းတလျှောက်မှာလည်းမိုးတက်လေပြင်းများကြရောက်ပြီးလှိုင်းအလွန်ကြီးမိဖြစ်ကြောင်းသိရှိရပါတယ်။မိုးအသင့်အသင့်မှနေရာကွက်၍မိုးကြီးခြင်းမိုးသည်ထန်ခြင်းမိုးကျိုးပစ်ခြင်းနဲ့မိုးတက်လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပေါ်နိုင်၍ ရည်ကြီးတတ်တဲ့နေရာများမြေပြိုတတ်တဲ့နေရာများကိုတွားရောက်ချင်းမှရှောင်ရှားရန်လိုပြီးလေပြင်းတိုက်စင်တစ်ပင်များတက်တိုင်များဆိုင်းပုတ်ကြီးများအင်ခါမိုးများပြိုကျနိုင်တဲ့အပြင်ရေမောင်းနေရာမှာလည်းတတိပြုရန်လိုအပ်ပါတယ်။ဒါအပြင် မုံတိုင်းငယ်အရှိန်ကြောင့်နေပြည်တော်ရန်ကုန်မန္တလေးပဲခူးမကွေးစကိုင်းအေရဝတီတနင်္သာရီတိုင်းနဲ့ကချင်းကရင်နီကယားချင်းမွန်ရခိုင်နဲ့ရှမ်းပြည်နယ်တို့မှာနေရာစိတ်စိတ်မိုးထစ်ကျုံရွာမှာဖြစ်ပြီး မနေရကွက်၍မိုးကြီးနိုင်ကြောင်းမိုးစလထံမှနေသိရှိရပါသည်။ယင်းအပြင်မိုးကြီးမှုကြောင့်ဆက်ဆက်ဖြစ်ပေါ်တတ်တဲ့မြေကြီးကြီးခြင်း၊ရုတ်တရက်ရေလွှမ်းခြင်း၊မိုးကြိုးပစ်ခြင်း၊မြေပြိုခြင်း၊တစ်ပင်များလဲပြိုခြင်းနဲ့လျှက်စစ်တအားတိုင်းပြိုခြင်းတို့ကိုတရိပ်ထားရန်အမျိုးသားညီညွတ်ရေးအစိုးရ NUG လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကအတိအပြထုတ်ပြန်ထားပါတယ်။မြို့ဝကျွန်းပေါ်ဒေသနဲ့ရခိုင်ကမ်းရိုးတန်းတလျှောက်အပါအဝင် ကမ်းလွန်ပင်လယ်ပြင်တို့မှာမကြာခဏမိုးတက်လေပြင်းများကြောက်ရောက်ကလိုင်းအလွန်ကြီးမီဖြစ်ပြီးရေပြင်းမြေပြင်လေဟာတနာ ਈ ကိုမိုင်40မှ90အထိတိုက်ခတ်နိုင်၍လိုင်းအမြင့်ပေမှာ73ပေမှ15ပေခန့်တိရှိနိုင်ပါတယ်။ဒါအပြင်မုတ်တမခွေမွန်တနင်းသာ ਈ ကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာရံပန်ရံကမိုးတက်လေပြင်းများကြောက်ရောက်ပြီးလိုင်းအလွန်ကြီးမီဖြစ်ကတနာ ਈ ကိုမိုင်35မိုင်မှ40မိုင်အထိတိုက်ခတ်နိုင်ပြီး လိုင်းအမြင့်9ဘေမှ73ဘေတိရှိနိုင်ကြောင်းမိုးဇလကထုတ်ပြန်ထားပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာအစုံတီကြည့်ရှုခဲ့ကြတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်တရင်ကြည့်ရှုသူပြည်သူလူထုအပေါင်းစစ်မိတ်စာလက်မှအမြန်ဆုံးလွတ်မြောက်ပြီးနိုင်ငံတော်တစ်ကိုအမြန်ဆုံးတည်ဆောက်နိုင်ပါစေလို့ကျွန်တော်တို့ຫນွေဦးနိုင်ငံတရင် channel မှာဆုတောင်းလိုက်ပါတယ်ခင်ဗျာလူထုဘက်ရက်တီချင်းတရင်အစစ်အမှန်ຫນွေဦးနိုင်ငံ